โอเค Hello ကျွန်တော် Chris Levi ပါကျွန်တော်ဘောနော်ဗီဒီယိုတွေမတင်တော့လားဆိုပြီးလာပြောကြတဲ့သူတွေအများကြီးကိုကျွန်တော်ပြန်ပြီးတော့ပြောပြချင်တာတစ်ခုရှိပါတယ်ဟုတ်ပါတယ်ကျွန်တော်ဗီဒီယိုမတင် ပြတာနှစ်ပတ်လောက်ရှိပြီဘောနော် YouTube က TikTok က Video ဘာမှမတင်ပြဘူးပေါ့အကြောင်းအရာကျတော့ YouTube မှာကျွန်တော် Video မတင်ရတဲ့အကြောင်းအရာကျတော့ကျွန်တော်ကဒီ YouTube Monetization ရှောက်ထားလို့ပေါ့နော်ဒီ YouTube Monetization ကကျတော့ तू က၄ပတ်လောက်ကြာမယ်ဆိုတော့က၄ပတ်ဆိုတော့ကနောက်လာပေါ့နော် ်နောက်အကြောင်းမှသာကျွန်တော်ဗီဒီယိုပုံမှန်ဆက်ပြီးတင်ပြပါမယ်ဘာဖြစ်လို့ဆိုတော့ကကျွန်တော်ကဒီ Wonder Session ကိုစောင့်နေတဲ့ကြောင်းရင်းကကျွန်တော်ကဒီတင်နန်းနဲ့ဖွင့်မထားဘူး coach လည်းမရအောင်အဲ့တော့အဲ့အတွက်ကြောင့်ကျွန်တော်ကဒီ monetization ကနေပဲပတ်စံချရတော့ဗောနော်အဲ့ဒါကြောင့်ကျွန်တော်ဒီ monetization ရပြီးတော့လည်းခါကြမှာသာခိုင်းလို့ပဲပုံမှန်ဗီဒီယိုဆက်ပြီးတင်ပါမယ်နောက်ထပ် YouTube မှာဗာဆက်တယ်မလဲဆိုတော့ကဒီ psychology ကို philosophy ကိုဒီလိုမျိုးအဲ့လိုမျိုး content တွေပြင်အောင်မှာ self improvement content ကိုပဲ TikTok မှာတင်တယ်လို့မျိုးပေါ့နော်ဒီလိုမျိုး science study တွေတကယ် literature တက်သေးထောက်ထားရတဲ့တကယ်တကယ်ရှင်းပြတဲ့ video မျိုးပေါ့နော်အဲ့လိုမျိုး video ကိုပဲတကယ် video အရှိရေးပေါ့တကယ်ဒီတခြားလို့ပြတော့တင်တဲ့ video မျိုးကိုပဲ video share ပေါ့နော်အဲ့လိုမျိုး video ကိုပဲ YouTube မှာဆက်ပြီးတင်မှုရှိပါတယ်။ video အကောင့်တွေပေါ့နော်။ video အကုန်လုံးကကျွန်တော်ရိုက်ပြီးွားရေပေါ့။အဲ့ဒါလည်းလုပ်ပွားရေ တတင်းဝင်ရှိတော့တာဒါပေမဲ့ကျွန်တော်ဒီ monetization ကိုစောင့်နေလို့ပေါ့နော် monetization ကနောက်ထပ်လေးပတ်မရမှာဆိုတော့နောက်လာချက်လို့ရှင်ကျွန်တော်ပုံမှန်ဆက်ပြီးတင်ပြပါမယ်အဲ့ဒါကျတော့ YouTube မှာဘာလို့မတင်ရလဲဆိုတော့ကြောင်းရင်းပေါ့ TikTok မှာဘာလို့မတင်ရမတင်ရလဲဆိုတော့ကြောင်းရင်းကကျတော့ကျွန်တော်အခုတော်တော်လေး depression ဝင်နေလို့ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဘာမှဆက်ပြီးတော့မတင်ပြတာပေါ့ဒါပေမဲ့ TikTok မှာကကျတော့ကျွန်တော် တပတ်ကို double လောက်တဲ့ပုံမှန်တင်ပြပါတယ်အားပေးသူကတော့ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့က YouTube မှာကနောက်လာပုံမှန်ဆက်ပြီးတော့တင်ပြပါမယ်နော် Bye. I Hope you guys are doing well. Bye. Thank you. Bye.